င်္ဂလိပ်ဒစ်မှာကလေးငယ်တန်း90ကိုတိုက်ဖိုက်ကာကွယ်ဆေးတွေထိုးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စီးရင်ပါတဲ့ပြဿနာတွေဖြစ်ပေါ်လာတာကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာကလေးငယ်တန်း90ကိုတိုက်ဖိုက်ရောဂါကာကွယ်ဆေးထိုးနှံမှုတွေလှုပ်ဆောင်နေတယ်လို့သိထားရပါတယ်။ပါကစ္စတန်နိုင်ငံကစတင်ခဲ့တဲ့စီးရင်ပါတဲ့တိုက်ဖိုက်ရောဂါဖြစ်ပွားမှုဟာပြီးခဲ့တဲ့နှစ်ပိုင်းနေအတွင်းမှာတောင်အာရှနိုင်ငံတွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ရက်ဖြစ်လာတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကအတိမပြုတဲ့တိုက်ဖိုက်ယောဂါကာကွယ်ဆေးတွေထပ်ထိုးဖို့ဘင်္ဂလားဒေ့ရှ်အစိုးရကဆုံးဖြတ်လိုက်တာပါအစ်စ်ထပ်ထိုးတဲ့တိုက်ဖိုက်ယောဂါကာကွယ်ဆေးတွေဟာတိုက်ဖိုက်ယောဂါကိုအနည်းဆုံး9နှစ်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်ကာကွယ်ဆေးထိုးတဲ့အစီအစဉ်တွေကိုကျောင်းတွေဆေးခန်းနဲ့ဆေးရုံတွေတည်းမှာမကဘဲအင်တာရာရောက်လိုက်ထိုးပေးတာမျိုးတွေပါထည့်သွင်းပြီးဖော်ဆောင်နေတာဖြစ်ပါတယ်အသက်6လကနေအသက်15နှစ်အရွယ်ကြားရှိတဲ့ကလေးငယ်တွေကိုတိုက်ဖိုက်ယောဂါကာကွယ်ဆေးတွေထိုးပေးသွားမှာဖြစ်ပါတယ် တိုက်ဖက်ယောဂါကြောင့်လူသားအချင်းမြစ်ထိခိုက်တာတွေမြင့်တက်လာတာကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရဟာအခုလိုတိုက်ဖက်ယောဂါကာကွယ်ဆေးထိုးတဲ့အစီအစဉ်ကိုပေါ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။